ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမယ့် site ကသူကမွေးကနန်းနော်ခုကျန်တဲ့၅ချိန်မှာမွေးထူရမယ့်ကနန်းဒါပေမဲ့မွေးကနန်းဆိုပေမဲ့လို့ခုအချိန်မှာကျွန်တော်အချိန်ကြာနဲ့ဖမ်းပေးထားတာဖြစ်တဲ့အတွက်အခုအချိန်20မှာထွက်နိုင်တယ်နော်အချိန်20မှာအချိန်ကြိုက်ဖမ်းပေးထားတာဖြစ်တဲ့အတွက်ဒီ site ကလေးကိုချပြမှာဖြစ်တယ်နော်အမှန်မှန်တော့မွေးထူရမယ့်ကနန်းနော်မွေးကနန်းနော်မွေးကနန်းကိုအခုအချိန်20မှာကြာနေတဲ့အတွက်ချပြပေးတာဖြစ်တယ်နော်ဟုတ်ကဲ့အားလုံးကြည့်ရအောင်နော်ဒီမှာ2015မှာစတယ်နော်သူက2015ကနေစတယ် အဲ့2015ခုနှစ်ထဲမှာတဲ့သူကပထမဆုံးချိန်ဘာဆလာလဲဆိုတော့ဘွားပေါင်းချင်းကိုးတည်တဲ့နော်အဲ့ဘွားပေါင်းချင်းကိုးတည်ကိုးနောက်ပိတ်တယ်တဲ့နော်ကိုးနောက်ပိတ်အဲ့ဘွားကိုးကဆလာဘွားပေါင်းချင်းကိုးကကိုးနောက်ပိတ်တယ်နော်2015ကစတာเนาะကောင်းညကိုကကိုးနောက်ပြန်သူကနေ3နှစ်တစ်ချိန်ပေးတာเนาะ3နှစ်တစ်ချိန်အဲ့ကောင်းညကိုကနေတနေ့နေ့နေ့3နှစ်သွားလိုက်ကောင်းညကိုကကိုးပိတ်ပြီးတော့တဲ့သူကစီနီယာလာတာเนาะကောင်းညကိုကကိုးပိတ်ပြီးတော့ကောင်းညကို30အဲ့ကောင်းည30ကတုံညပိတ်တာအောက်မှာเนาะ ောင်းညစ်တစ်ဆယ်ရ၃ညပိတ်တယ်နော်အဲ့တော့ကိုးပြီးတော့၃ညလာတာနော်၃ညပြီးတော့ तू ကနေ၃၃နှစ်ထပ်သွားတစ်နှစ်နှစ်နှစ်၃နှစ် तू ပြန်၃ညပြီးတော့တက်လာနော်၃ညပြီးတော့ကောင်းညင်တက်ဒီမှာနော်ကောင်းညင်တက်ဒီတဲ့တက်နောက်ပိတ်တယ်နော်ကို၃ညတက်အခုဘွယ်ကြနှစ်လာမှာပေါ့နော်ကို၃ညတက်နှစ်နော်စီနီယာသွားမှာအဲ့တက်ကနေပြီးတော့ तू ကတစ်နှစ်နှစ်နှစ်၃နှစ်သွားလိုက်လို့ရှိရင်ဒီနှစ်ထဲမှာကောင်းညင်၁၂နော်ကောင်းညင်၁၂ကနှစ်နောက်ပိတ်နော်နှစ်နောက်ပိတ် ဟုတ်ပြီနော်အဲ့တော့သူကစတဲ့တာဖရင်စတဲ့တာ2015ခုနှစ်ကစတယ်ခွာပေါင်းရင်းကိုကိုနောက်ပိတ်တယ်ပြီးရင်၃နှစ်သွားလိုက်တနည်းနည်းနဲ့၃နှစ်သွားလိုက်တယ်သွားလိုက်လို့ရှိရင်ခွာပေါင်းရင်းကိုပြီးတော့ခွာပေါင်းရင်း10အဲ့ခွာပေါင်းရင်း10ကိုသူက၃ညနောက်ပိတ်သူ့အောင်နော်အဲ့ရန်၃နှစ်သွားလိုက်တနည်းနည်းနဲ့၃နှစ်သွားလိုက်ရင်ခွာပေါင်းရင်း7ခွာပေါင်းရင်း10ပြီးတော့ခွာပေါင်းရင်း7နော်အဲ့7တက10နောက်ပိတ်တယ်နော်သူကနေတနည်းနည်းနဲ့၃နှစ်သွားလိုက်လို့ရှိရင်7တက်ပြီးတော့ခွာပေါင်းရင်း12နော်ခွာပေါင်းရင်း12အဲ့7နှစ်က2နောက်ပိတ်တာနော် ဟုတ်ပြီအဲ့ဒါနေကဏ္ဍတစ်ခွက်ထုတ်မယ်နော်ဘယ်လိုထုတ်မလဲဆိုတော့ကောင်းချင်းကိုကကိုနောက်ပိတ်တယ်တဲ့နော်ပိတ်လိုက်တာနဲ့သူကအဲ့နှစ်ထဲမှာတဲ့အဲ့နှစ်ထဲမှာ20အသေးချိန်နောက်ဆုံးနှစ်ပိတ်24ချိန်မှာပရိသုံးခုကောင်းချင်းလीတဲ့ကိုပရိကဲတစ်ပရိကဲတုံညာပရိကဲပရိသုံးခုကောင်းချင်းကိုတစ်တုံညာတုံညာလိုက်ဖြစ်တယ်နော် 2015မှာစတယ်ကွာပေါင်းကြီးကိုးစီတဲ့ကိုးလိုနောက်ပိတ်လိုက်တယ်နောက်ပိတ်လိုက်တာနဲ့အဲ့နှစ်ထဲမှာတဲ့သူက24ချိန်မှာပရိသုံးခုပေါင်းရင်းက3ညဖြစ်တယ်အဲ့3ညဖြစ်တဲ့အတွက်အဲ့3ညခါနဲ့เนาะဒီကွာပေါင်းကြီးကိုးစီကိုးပိုင်နဲ့အဲ့ဒီ3ည3ညခါနဲ့ကို3ညအတွဲကို6တလုံးအော်ဒိုကတ်ပြီးတော့ကို3ည6ဆိုရဲကဏ္ဍနောက်နှစ်ကိုလိုက်ပေါက်ပေးတယ်เนาะဒီကွာပေါင်းကြီးကိုးကကို ကွာပေါင်းရင်း၉ကို၉ပိုင်းနှစ်ပိတ်မှာပရိတ်၃ခုပေါင်းရင်း၃ညဖြစ်တဲ့အဲ့၃ညက၃ညခါပုံတွေနဲ့၉ပိုင်း၃ညခါပုံတွေကို၆တလုံးကတ်ပြီးတော့၆တလုံးကအော်တိုကတ်တာနော်၆တလုံးကအော်တိုကတ်ပြီးတော့၉၃ည၆ဆိုတော့ကနန်းလိုက်ထွက်တယ်နော်ဒါပထမကတ်ဒုတိယကတ်မှာသူကနေပြီးတော့တနည်းနှစ်နည်း၃နှစ်သွားလိုက်ရင်၉ပြီးတော့၃ညအလှည့်ရောက်ပြီနော်စီနီယာလာတာ၉ပြီးတော့၃ညအဲ့၃ညကတဲ့၃ညလို့နောက်ပိတ်လိုက်တယ်တဲ့အဲ့လက်နောက်ပိတ်လိုက်တဲ့နှစ်ထဲမှာပဲတဲ့ပရိတ်၃ခုပေါင်းရင်း၂၄ချိန်မှာပရိတ်၃ခုပေါင်းရင်း၃ညပရိတ်ကဲ 6 break ပဲ7 break ပဲ break သုံးခုပေါင်းရင်3ညပဲဖြစ်ရတယ်เนาะ break သုံးခုပေါင်းရင်3ညဖြစ်တဲ့အတွက်အဲ့ဒီဒီမာတီကခွာပေါင်းရင်3ညက3ညပိုင်းနဲ့အဲ့နှစ်ပိတ်မှာ break သုံးခုပေါင်းရင်3ညဖြစ်တဲ့အတွက်အဲ့3ညက3ညခါနဲ့เนาะ3ညခါနဲ့3ည3ညအတွဲပေါ့เนาะဒီ3ညနဲ့3ည break သုံးခုပေါင်းရင်3ညနဲ့3ည3ညအတွဲအဲ့3ည3ညအတွဲကိုတဲ့6တလုံး auto ကတ်ပြီးတော့မှ3ည3ည6ဆိုတဲ့ခဏနောက်နှစ်မှာ light ထွက်တယ်เนาะနောက်နှစ်မှာ light ထွက်တယ်အဲ့ထွက်တဲ့အချိန်မှာ3ညခါပုံသေးနဲ့ထွက်တယ်เนาะ ဟုတ်ပြီအဲ့ဒါပြီးတော့တတိယကတ်နော်တတိယကတ်ကသူကနေပြီးတော့တစ်ကြိမ်နှစ်ကြိမ်သုံးနှစ်သွားလိုက်သုံးနှစ်သွားလိုက်ကိုယ်တုံညာပြီးပြီဆိုတစ်လဲနော်တစ်အဲ့တစ်ကတဲ့ကွာပေါင်းညင်းတစ်နော်အဲ့ကွာပေါင်းညင်းတစ်ဒီတဲ့တစ်ပိုင်းတစ်နောက်ပိတ်ပေါ့နော်အဲ့တစ်နောက်ပိတ်လိုက်တဲ့နှစ်ထဲမှာပဲတဲ့24ကြိမ်မြောက်မှာသူကပရိသုံးခုပေါင်းညင်းဒီတဲ့တုံညာပရိကဲ6ပရိကဲ4ပရိကဲပရိသုံးခုပေါင်းညင်းကတုံညာဖြစ်ရတယ်နော်အဲ့တုံညာဖြစ်တဲ့အတွက်ဒီကွာပေါင်းညင်း တစ်သည်တဲ့တစ်ပိတ်ထားတယ်အဲ့တစ်နဲ့နှစ်ပိတ်မှာဗရိတ်၃ခုပေါင်းရင်းဟာ၃ညဖြစ်တဲ့အတွက်တစ်၃ညအတွဲကို6တလုံးအော်တိုကတ်ပြီးတော့နောက်နှစ်မှာတစ်၃ညာ6ဆိုတဲ့ကဏ္ဍနောက်နှစ်ကျရင်တစ်၃ညာ6ဆိုတဲ့ကဏ္ဍလိုက်ထွက်ပေးရတယ်နော်တစ်၃ညာ6ဆိုတဲ့ကဏ္ဍလိုက်ထွက်ပေးရတယ်၃ညာခါသည်ပုံသေးနေနော်ဟုတ်ပြီကို၃ညာတစ်ပြီးတော့အခုဒါနှစ်လဲရောက်ပြီပေါ့နော်နှစ်လဲရောက်ပြီအဲ့တစ်ကနေပြီးတော့မှသူကတစ်နှစ်နှစ်နှစ်၃နှစ်သွားလိုက်ရင်ခွာပေါင်းရင်းနှစ်တယ်နော်အဲ့ခွာပေါင်းရင်းနှစ်သည်နှစ်နောက်ပိတ်အဲ့နှစ်နဲ့ ဲ့နှစ်နောက်ပြေးလိုက်တာအဲ့နှစ်ထဲမှာလည်းပဲ24ချိန်မှာဗရိတ်၃ခုပေါင်းရင်း6ဗရိတ်ကဲ3ဗရိတ်ကဲ10ဗရိတ်ကဲ631ဆိုတော့ဗရိတ်၃ခုပေါင်းရင်း3ညဖြစ်တယ်เนาะအဲ့3ညဖြစ်တဲ့အတွက်ဒီခွာပေါင်းရင်း2က2နောက်ပြေးတယ်အဲ့2နဲ့ဒီဗရိတ်၃ခုပေါင်းရင်း3ညဖြစ်တဲ့အတွက်2 3ညအတွဲဦး6တလုံးအော်တိုကတ်ပြီးတော့2 3ည6ဆိုတဲ့ကဏ္ဍထွက်ပေးရမယ်เนาะနှစ်တုံညာ6เนาะ နှစ်သုံးည6 6သုံးညနှစ်ပေါ့သူကသုံးညပိုင်းသုံးညခါးရင်းနဲ့ထွက်တာဟုတ်နော်နော်နှစ်သုံးည6 6သုံးညနှစ်ဆိုရကဏလိုက်ထွက်ပေးရမယ်နော်အာထိုးနိုင်တဲ့လူကအာထိုးပေါ့နော်ဒီနေ့ထဲမှာနှစ်သုံးည6အာလိုက်ထွက်ရမယ်နော်အဲ့မှာမှာသူကသုံးညခါပုံတင်နေထွက်တာနော်ဟုတ်ပြီအဲ့ဒါတော့ဘယ်ချိန်ဒီမှာထွက်လဲဆိုကျွန်တော်ကြည့်ရအောင်နော်အဲ့ဒါဆိုဘယ်ချိန်ဒီမှာထွက်မလဲဆိုတာကိုဖမ်းပြမယ်နော်အဲ့တော့ ထမကံမှာကွာပေါင်းကြီး9ကတဲ့နော်ပထမကံမှာကွာပေါင်းကြီး9က9နောက်ပိတ်တယ်9နောက်ပိတ်ပြီးရတယ်နှစ်ပိတ်24ချိန်မှာတဲ့အဲ့နှစ်ထဲမှာသူကဗရိတ်3ကွာပေါင်းကြီး3ညဖြစ်တယ်3ညဖြစ်တဲ့အတွက်9ကွာညတွဲဦးတဲ့6တလုံးကတ်ပြီးတော့ကိုယ်တော်ညာတော့6တလုံးအော်တိုကတ်ပြီးတော့ကိုယ်တော်ညာ6ဆိုတော့ကဏ္ဍလိုက်ထွက်တယ်တဲ့နောက်နှစ်ကောနော်လိုက်ထွက်တယ်သူထွက်တော့မဆိုရင်လည်းသူ့ရဲ့ရှေ့တနည်းနှစ်နှစ်သွားလိုက်ရင်အောက်မှာဘရိတ်ရှေ့ကပုံသေးထောက်တာနော်သူထွက်တော့မဆိုရင်လည်းသူ့ရဲ့ရှေ့တနည်းသူ့ရဲ့ဘေးကနေရီလိုက်သူ့ရှေ့တနည်းနှစ်နှစ်ကအောက်မှာဒီမှာ ပရိရှိထောက်ပြီးမှသူကထွက်တာနော်ဒါပထမကက်ဟုတ်ပြီဒါဆိုဒုတိယကက်နော်ဒုတိယကက် ကသူကနေပြီးတော့တနည်းနှစ်နှစ်သုံးနှစ်သွားလိုက်ရင်ကိုးပြီးတော့၃ညရောက်သွားပြီနော်ကွာ၃ညကွာ၃ညက၃ညနောက်ပိတ်တယ်အဲ့လိုပိတ်လိုက်တဲ့နှစ်ထဲမှာပဲတဲ့24ချိန်မှာတဲ့သူကပရိသုံးကူပေါင်းရင်အ၃ညကိုးတစ်ဆိုတော့၃ညဖြစ်တယ်အဲ့၃ညဖြစ်တဲ့အတွက်ဒီ၃ညကွာပေါင်းရင်၃ည၃ညနောက်ပိတ်တယ်ဒီပရိသုံးကူပေါင်းရင်၃ညဖြစ်တဲ့အတွက်၃ည၃ညအတွဲကို၆တလုံး အော်တိုကတ်ပြီးတော့နောက်နှစ်မှာ3936ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်နော်အဲ့3936ဆိုတဲ့ကဏ္ဍလိုက်ထွက်တော့မယ်ဆိုရင်လည်းသူ့ရဲ့ရှေ့တနည်းနှစ်နှစ်သွားလိုက်သူ့အောင်မှာဘရိတ်ရှစ်ဒီပုံတွေထောက်ထားပါတယ်တဲ့နော်ဘရိတ်ရှစ်ဒီပုံတွေထောက်ထားတယ်ထောက်ပြီးမှထွက်တာနော်ဟုတ်ပြီဒါဆိုရင်ကိုပြီးပြီး3000ပြီးပြီး3000ပြီးဆိုတော့1အလှဲနော်အဲ့1ကဒီတနည်းနှစ်နှစ်3နှစ်သွားလိုက်လို့ရှိရင်သုံးနှစ်တစ်ကြိမ်ပေးတာเนาะကွာပေါင်းချင်းတစ်တီးတဲ့တစ်ပိတ်တဲ့အဲ့တစ်နေတဲ့နှစ်ပိတ်မှာ तू ကပရိသုံးကူပေါင်းချင်းအတုံညာဖြစ်တဲ့အတွက်တစ်တုံညာအတွဲเนาะအဲ့တစ်တုံညာအတွဲနောက်နှစ်မှာ 6တလုံးကတ်ပြီးတော့မှတစ်တုံညာတော့6တလုံးအော်တိုကတ်ပြီးနောက်နေ့မှတစ်တုံညာ6ဆိုတော့ကဏ္ဍထွက်တယ်လိုက်ထွက်ပြီးတယ်သူထွက်တော့မယ်ဆိုရင်သူ့ရဲ့ရှေ့တနေ့နှစ်နှစ်သွားလိုက်အဲ့အောင်မှာဘရိတ်ရှစ်ဒီပုံလေးထောက်ထားရတာဘရိတ်ရှစ်ဒီထောက်ပြီးမှသူကထွက်တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်အခုတက်တရကတ်ပြီးစရုပ်ကတ်ကိုးလဲပြီးပြီးတုံညာလဲပြီးပြီးတစ်လဲပြီးပြီးဆိုတော့အဲ့ဒီကနေမှသူကနေ1နှစ်3နှစ်သွားလိုက်ရင်နှစ်လဲရောက်သွားပြီနော်ကောပေါင်းကြီးနှစ်အဲ့ကောပေါင်းကြီးနှစ်ကနှစ်ပိတ်တယ်အဲ့နှစ်ပိတ်တဲ့အချိန်မှာသူ့အဲ့နောက်ဆုံး24ချိန်မြောက်မှာဗရိတ်3ခုပေါင်းကြီးကတုံညာဖြစ်တယ် သုံးရဖြစ်တဲ့အတွက်ဒီနှစ်ကဲတဲ့ဒီကွာပေါင်းကြီးနှစ်ကနှစ်ပိတ်ထားတဲ့ကောင်းတော့နှစ်နဲ့ဒီပရိတ်သုံးကူပေါင်းကြီးသုံးရနဲ့နှစ်သုံးရတွဲကို6ကပ်ပြီးတော့6တလုံးအော်တိုကတ်တာနော်6တလုံးအော်တိုလိုက်ကပ်ပြီးတော့နှစ်သုံးရ6ဆိုတဲ့ကဏ္ဍထွက်တော်မယ်ဆိုရင်တဲ့ဒီမှာ तू ကကျွန်တော်ဒီမှာဖမ်းပေးထားတယ်နော်သူ့ရဲ့ဘာကြောင့်သူ့ရဲ့ရှေ့တနည်းနှစ်နှစ်သွားလိုက်ရင် तू ကပရိတ်ရှိကဒီမှာထောက်ထားတာနော်ပရိတ်ရှိကဒီမှာထောက်ထားတဲ့အတွက် ဒီပွဲမှာ1.6ဆိုတော့ကဏန်းကိုဖမ်းပေးလိုက်တာเนาะတကယ်လို့မထွက်ဘူးဆိုရင်နောက်ကျန်တဲ့၄ချိန်ကိုဆက်မွေးလို့ရတယ်เนาะသူကထွက်ပေးရမှာပရိရှိတီလည်းပဲဒါနောက်ဆုံးရှစ်ပဲသူ့အောင်မှာပရိရှိမရှိတော့ဘူးเนาะဒီပေါ်ပရိရှိတီမှာတော့မထွက်ခဲ့ဘူးเนาะဒီပရိရှိတီမှာတော့မထွက်ခဲ့ဘူးအဲဒါကြောင့်မပရိရှိနောက်ဆုံးပရိရှိဖြစ်တဲ့အတွက်ရှစ်ခဲ့ပေးမှာ1.6ဆိုတော့ကဏန်းเนาะလိုက်ထွက်ဘူးเนาะတကယ်လို့မထွက်ဘူးဆိုရင်ကျန်တဲ့၄ချိန်ဆက်မွေးပေါ့เนาะနှစ်သုံးများ6အာပေါ့နော်သုံးများသူကတော့သုံးများခါးနေထွက်တယ်ဒါပေမဲ့အာထုတ်ထားတာတော့မမှားဘူးပေါ့ဗျာနော် အာထုတ်ထားတာမမအူ136အာတုံညာခါပုံတင်နဲ့သူကထွက်တာเนาะထွက်တဲ့ချိန်မှာတုံညာခါပုံတင်နဲ့ပဲထွက်တယ်เนาะပထမကတ်ထွက်တော့6တုံညာ9တုံညာတွေကို6ကတ်ပြီးတော့ထွက်တော့လဲပဲတုံညာခါပုံတင်နဲ့ထွက်တယ်ဒုတိယကတ်မှာတုံညာတုံညာအတွဲကို6ကတ်ပြီးတော့ထွက်တော့လဲပဲတုံညာခါပုံတင်နဲ့ထွက်တယ်တတိယကတ်မှာ1တုံညာအတွဲကို6ကတ်ပြီးထွက်တဲ့ချိန်မှာလဲပဲ1တုံညာ6တုံညာခါပုံတင်နဲ့ထွက်တယ်အခု2တုံညာတွေကို6ကတ်ပြီးထွက်ရမှာเนาะအဲ2တုံညာက2တုံညာအတွဲကို6ကတ်ပြီးထွက်တဲ့အခါ2တုံညာ6ဆိုတဲ့ကဏ္ဍ တုံညာခါပုံတင်နဲ့သူကထွက်ပေးရမှာเนาะသူစနစ်အရာတော့တုံညာခါပုံတင်နဲ့ထွက်ပေးရမှာအဲ့တုံညာတွေကနှစ်ပိတ်မှာတဲ့ဘရိတ်သုံးခုပေါင်းရင်းဒီတုံညာဖြစ်တဲ့အတွက်အဲ့တုံညာဒီနောက်နှစ်မှာတုံညာခါပုံတင်နဲ့เนาะပထမကတ်မှာ၉တုံညာတွေဒုတိယကတ်မှာတုံညာတုံညာတွေတတိယကတ်မှာ၁တုံညာတွေအခုတတိယကတ်စရုပ်ကတ်မှာ၂တုံညာတွေကို၆တွေပုံတွေကတ်ပြီးမှ၆ပုံတွေအဲရเนาะ၆ကအော်တိုကတ်တာเนาะအော်တိုကတ်ပြီးမှအဲ့ကဏ္ဍလိုက်ထွက်ရတာเนาะရှင်းမှန်ထင်ပါရဲ့เนาะပထမကတ်မှာ၉တုံညာ၆ ုတိယကမ္မ3.36တတိယကမ္မ1.36အခုစတုတ္ထကမ္မ2.6နော်ဒီ2.6ဆိုတော့ကဏ္ဍဒီချိန်မှာဗရိရှိတိထောက်ပြီးမှသူကထွက်တာဖြစ်တဲ့အတွက်ဒီချိန်မှာကျွန်တော်ဖမ်းပေးလိုက်တယ်နော်တကယ်လို့ဒီချိန်မထွက်ဘူးဆိုရင်နောက်မှ4ချိန်ကျန်မယ်24ချိန်ဆိုတော့နောက်ကျန်တဲ့4ချိန်ကိုဆက်မွေးထိုးတယ်ကြိုက်တဲ့လူကဆက်မွေးထိုးပေါ့ဗျာနော်အားလုံးပဲ good luck နော်ကံကောင်းကြပါစေနော်